မင်္ဂလာပါနော်မြို့မိသားစုပေါင်းတို့ရေမြို့ family channel လေးကနေလဲကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှာတော့ဆရာကြီးဥတာတို့ရေးသားထားသောချစ်စံနမူဝတ္ထုရှိကို အပိုင်း7ဆက်သိမ်းပိုင်းအနေဖြင့်ဆက်လက်ပြီးတော့မျှဝေဖက်ပြပေးသွားမှာဖြစ်ပါတယ်ရှင်အားလုံးမေနာတောတာဆင်ပေးကြပါအောင်ရှင်ချစ်စံနမူအပိုင်း7ဆက်သိမ်းပိုင်းကိုတင်မောင်ထွက်သွားသည်နေမှာသည် ီမာဘတ်တို့ပြက်ကရင်၃ရက်တိတိလန်ခဲ့ရပြီဖြစ်လျာထိုလွန်ခဲ့သော၃လအတွင်းကိုလောက်ပေါ်ဤဆိုင်အခြေအနေမှာလည်းတည်တည်တာတာတိုးတက်ခဲ့လေ၏ သို့သောတရားတော်နည်းဖြင့်လောကရောင်ဝယ်သူများအဖို့6လတစ်နှစ်အတွင်းပြုံကနေဟုံကနေချမ်းသာကြွယ်ဝလာရမှမိသည့်နီးနယ်မှ ဖြစ်နိုင်စရာအကြောင်းမရှိပေ။တနည်းရင်၃လချမ်းများသောကိုတွက်ကြံသောအခြေမှကိုလာပွင့်ဤကျိုးပန်းချက်ကြောင့်ယခုအခါတွင်တနည်းရင်၃၀မှ၅ချက်အထိမြန်ဆွန်သောအခြေသို့တိုးတက်ခဲ့လေ၏။ထိုစံချိန်အတိုင်းမှန်မှန်ကြီးရောင်းနေရသော တနည်း၅ချက်တလ၄၅၀တနည်းကို၅ရောင်၄၀၀ ဆယ်နှစ်ကြာအောင်ချွချွတတာစုနိုင်ပါမှ9000 4000များသောငွေကိုရပါလိမ့်မည်ထိုဆယ်နှစ်အတွင်းတွင်လည်းသူတို့၏စီးပွားရေးမှာတိုးလဲတိုးနိုင်စုပ်လဲစုပ်ယုံနိုင်သည်ဖြစ်ရာ သုံးလေးသိန်းကျင်းလောက်ချမ်းသာနေပြီဖြစ်သောဦးညင်ဦးမောင်တို့အဆင့်အတန်းကိုမိများကြောင့်မှမိနိုင်ပေမည်နီကိုလောက်ပေါ်ဤစီပွားရေးတစိမ့်စိမ့်တိုးတက်နေ၌ဦးညိုမောင်ဤစီပွားရေးကထိုအတိုင်းရက်တန်းနေပြီလောပြိုင်တူပင်တိုးတက်ကြည်ပွားနေကြသည်ဆိုပါစို့ငွေရင်များသောဦးညိုမောင်အားကိုလောက်ပေါ်သည် မိနိုင်ပွဲရာရှိပါသည်ဤလောငွေ300နင်းမြတ် ရင်းနီယာသောကိုလာပိုပင်တနီ15ချက်အတတင်မြန်နေသေးလင်ငွေရင်း3-4သိန်းပြူပြီးလောက်ကိုက်နေသောဦးညုံမောင်ကအပင်ဆူဝဲရာရှိတော်သည်နီထိုအတိုင်းဇေယျချ၍တွက်ခဲ့သောမြများတင်မှာထိုအရေးကိုတွေးမိတိုင်းစိတ်မောလူမောနှင့်ဇောချွေများပင်ပြန်ခဲ့ရသည်အချိန်ပေါင်းကလည်းမရေမတွန်နိုင်တော့ပေ။အော်ကိုမျိုးညွတ်ဘေးအားလေလာသည်လေ။လောက်တော့မေမြကားဖြင့်တီကိုတမဲလာတာသိရသားနဲ့ ဘယ်လိုလဲမရရင်ဟမ်ကိုမျိုးညွန့်အဖို့မျောလင်းချက်ကလေးများရှိသေးရဲ့လားရှိပါတော့ကောရှင်ကျမကိုပြောခဲ့ဘူးတယ်မဟုတ်လားတနေ့လောက်တော့အကဲခက်ပြစီအောင်လို့အဲ့ဒီတော့ဒီဒီကြကြဘာအဖြေမှမပေးသေးရင်မျောလင်းချက်ရှိတယ်လို့သာမှတ်ပါတော့ဝမ်းသာလိုက်တာမရရင်ဒီစကားကိုကြားရတာရွှေကောင်းမြမန်နီဟန်ကောင်းခိုက်ကြ ချက်တင်ရှိရှိခံလာသောလူရွယ်သည်ဤသို့ပြောရင်မများတဲ့အားဆိုင်ကြည့်နေသော မျက်နှာသားမှာမိမရင်းမလောက်သောအသွင်ကိုဆောင်နေတော့ဤကိုမျိုးညွန်းမှာရုပ်ရည်အပြင်သာ ချောမောပြဖြစ်သည်မဟုတ်ပညာကလည်းမကေလာပြီ BA BL အတွင်းဝင်ရာတို့လက်ရှိ ဖြစ်သည့်အပြင်မိဘများမှလည်းရခုအခါတွင်အတော်ကလေးခက်စားနေသည့်အင်ပိုလိုင်စင်ကြောင့်တင်းချီရွေးစီပွားလမ်းဖြောင်းနေသူကုံတယ်များဖြစ်လေ၏ဥညုံမောင်နေသူမိဘများ မိတို့အချိန်ဆက်ရှိသည်မသိရတော့လဲလွန်ခဲ့သောနှစ်လလောက်ကစ၍ကိုမျိုးညွန့်သည်စာနှင်းတဒန်ဟန်အမှုရာဖြင့်တသွေးအမေမေသောဤများဖြင့်မြမြတင်အားချေရင်ငင်ခဲ့ပြီးယခုအခါရမူကပဇတ်မပင်ရေရေဝဝင်ထုတ်ပြောခွင့်ရသည်အထင်းဤဆန်လာခဲ့လေ၏လာမြမြတင်တယောက်တည်းထွက်လာတယ်ထင်ပါရဲ့ဟုတ်တယ်ကိုလားပုံမဟင်ကစားချင်တာနေပဲ မကြမီမုံပကံရောက်လာတော့ကြောင့်မြမတင်လေအပါတရငုံစားနေစဉ်မျက်နှာရောကိုပါရုတ်တဲ့အဖြစ်အေကနေစိတ်သွားတော့ကြောင့်လဲကြည့်လိုက်သည်တွင်ဆယ်နှစ်သမီးကန်ရှိမိန်ကလေးတယောက်သည်မိမိဘေးတွင်ရက်လျက်ရိုရိုတေတေရက်ခတ်ပေးနေသည်ကိုတွေ့ရသည်ဖြင့်တန်တအောင်ငြိကြည့်နေမိ၏ထိုမိန်ကလေးမှလည်းအဖြူနှင့်အစိမ့်ရင့် အမြင်တင်အောင်စစ်ချုပ်ထားသည့်ခေါင်းဝင်းကိုတသက်ရရဝစ်စားထားပြန်သောကြောင့်ကိုလာပိုးကြီးဆွေမျိုးတွေမှចောင်းသူတယောက်ဖြစ်ကောင်းဖြစ်နိုင်စရာ ရှိလျက်မိမိအားတည်တံ့ရက်ခတ်ပေးရန်ကိုလာပိုးကညွန်ကြားခိုင်းစေထားခြင်းဖြစ်လေသလိုဟုတွေးမိပြီးကိုလာပိုးရှိရာအကြောင်းစဝဲသို့လန်ကျင်းလိုက်သည်တွင်အီမိန်ကလေးနှင့်အတူတသက်ရရဖီလင်းပြင်ဆင်ထားသည့်အခြားမိန်ကလေးနှစ်ယောက်သည်ရတောင်ကိုစီကင်၍မုံတိုင်စားနေသူလူလေး၅ယောက်အားရက်ခတ်ပေးနေသည်ကိုတွေ့ရလေ၏ ဘယ်နဲ့ကိုလာဖို့တဲလဲထွင်လိုက်ပါလားရုတ်တရက်တော့ဒီကလေးမလေးကိုရှင်ဆွေမျိုးတွေကเจ้าသူကလေးမလေးများလားလို့ထင်တောင်ထင်မိတယ်ကျွန်တော်တို့အိမ်နာကတမောကြီးကုလီတယောက်ရဲ့တမီကလေးလေးဆင်းရဲရှာတယ်ဗျာကျွန်တော်ကပဲစိတ်ခံပြီးတော့နေကိုចောင်းတဲ့ညကိုစိုက်မအလုပ်လုပ်ခိုင်းပြီးတော့တနေ့ကိုတကြက်ပေးတယ်တချို့လာစားတဲ့လူတွေကတော့ချွေးတပြိုင်ပြိုင်နဲ့မြင်ရတာစိတ်မကောင်းလို့အခုလိုရက်ကက်ပေးရတာပဲငွေရင်းမရှိလို့ပေါ့များများတင် ဟိုဘက်နားကတိုက်ခန်းကအပြောက်2000ပေးရင်ဖယ်ပေးမယ်တဲ့အဲ့ဒီအခန်းကိုယူပြီးတော့များကြာကြာနာနာပန်ကာနဲ့ဗာနဲ့ရောင်းလိုက်ရရင်ဘလောက်ကောင်းမလဲလို့ထိုစကားကိုကြားလိုက်ရသည်နှင့်မြမတင်မပြုံယုံများပင်မရွှင်နိုင်ပဲရင်ထူးမနာတနာစိတ်တွေဖြာသွားမိလေ၏ကျိုးစားပေါ့ကိုလာပိုကျိုးစားပေါ့ဒါတော့စိတ်ချပါမြမတင်အယောင်းဝယ်ဘက်တွင်တော့မဟုတ်ပါဘူးပညာရေးဘက်ကလည်းကျိုးစားနေရပါအခုလာမယ့် OA စီနီယာကိုဝင်ပြေဖို့ပဲအစဉ်သင့်ဖြစ်နေပါပြီ။ ရည်ရွယ်တယ်လို့ဖြစ်တာမဖြစ်တာကတော့ကံတရားလို့ပဲဆိုရမလားမသိဘူး။ထားမြောက်အောင်စူးစမ်းမှာပဲ။အယောင်ဝယ်လုံးနဲ့ပတ်သက်ပြီးတော့လည်းဘယ်အထိရည်ရွယ်တယ်လဲဆိုတော့ကြည့်မြင်နိုင်စမ်းချောင်းအလုံးတောင်ဝေးကြောင်မြောင်းမင်္ဂလာတောင်ညွတ်အစရှိတဲ့အရက်တိုင်းမှာစိုင်ခွဲတွေဖွင့်ပြီးတော့ဒီစနစ်အတိုင်းလှုပ်သွားမယ်။အဲ့ဒီအခါကျတော့ဘူးသီးကျော်ချက်သွန်ကျော်မို့ကျွတ်ကျော်ပေးပြရကြအကုန်လုံးကိုဟာကိုတန်တန်ပြပြနဲ့ကောင်းတဲ့ကောင်းအောင်ကြော်မယ်မုံကိုကိုယ်တိုင်ညှင့်မယ် တခါရင်စိတ်ယုံကြီးတယုံလောက်ကိုကြီးကြီးကျယ်ကျယ်လှုပ်ပြပါမယ်မြမတင်ကြည့်ပါကျူးစားဖို့ကိုလာဖို့ရည်ရွယ်ချက်အောင်မြင်ပါစေလို့လည်းဆုတောင်းပေးပါတယ်တကယ်ပါပဲအမူယာနဲ့စကားမှာရိုးရိုးသားသားပင်ဖြစ်တော်လဲအတိတ်ပဲအနဲ့အကျဲကိုချစ်ချစ်ချာချာနားလဲသဘောပေါက်ပြီးတော့သူတို့ချင်းအဖို့တော်ကထူကြကောင်းမွန်၍အလွန်အလွန်အရာသာရှိသောစကားများသာဖြစ်လေ၏တနည်း15ချက်တလ450တနည်း9400 မမြတင်ဆွဲမတွေးဝင်တော့ပြီမိခဲ့သူသောအခါတွင်မှကိုလာပိုဤအခြေစိုးပြေဝင်တင်မိမိတို့အဆင့်မိပါလိမ့်မည်အတွင်ဝင်ကိုမျိုးတန် BABL မမြတင်တို့နှင့်အခြေအနေတူတည်သေးသောသဘောရာပြေဝပြီအလွန်ရိုးသားပြောင်းမှန်သူလူကောင်းတရားဟူသော ကိုမျိုးညို့ဤကုံတရင်သည်မမြတင်ဤအိမ်တွင်တင်တင်သွင်းမှုခဲ့ဤယခုလည်းရန်နံလာ၍ကြိုင်နေစေပင်ဖြစ်ရာ ကိုချင်းတရားနှင့်ယူသားမှုတွင် ကိုလာပိုနှင့်တန်းတူထားပြီးအောင်ပညာဥစားရာတူဂုံအကြီးအချင်းရော ရုံးရီပါ ကိုလာပိုထက် အဖက်ဖက်ကတာနေသည်မဟုတ်ပါလောမြမြတင်မလေးအချင်းရှိသလောက်ထိုးထိုးသောအတွေ့ပေါင်းချုပ်ဖြင့်ဆိတ်ရှုံနေရလေ၏အချင်းအချစ်လူရီရဲ့အချစ်ဟာတလိမ့်ဆန်လောက်မှလွတ်လပ်မှုမရှိပါလားနော် အစဉ်အတန်းရာတူဂုံရွှေငွေ စိန်ပစ္စည်းဓာတ်တွေကိုဘာမှမသိတဲ့လူရိုးတွေနဲ့ဝန်တဲဝင်စားမိတာက ကောင်းအောင်မယ်လူရင်ကျေးတွေတဲ့အချက်တံမိုးထားလိုတာနဲ့နွားဝဲတလို့ဝင်နေကြတဲ့လူရင်ကျေးတွေထွေမြမတဲ့သည်ဤသို့တွေ၍တတွေ့ဝင်ထွေးမိသည့်အသည့်စိတ်နှလုံးနှောက်ကြည့်သွားလေ၏အမန်တော်လောကကြီးဟာအင်မတန်မှပဲကောင်းမာတဲ့သမီးရဲ့စားဖို့တောက်ဖို့ဝတ်ဖို့ဆင်ဖို့နေဖို့ထိုင်ဖို့ဟာရှိသမျှလူတွေအတွက်လိုသလောက်ပစ္စည်းကိုလောကကြီးကအမြဲပေးနေပါတယ် တော်တော်ကိုကောင်းတဲ့လောကကြီးပါပဲဒါကိုတချို့ကမတရားတဲ့လောကကြီးအစင်မပြေတဲ့လောကကြီးလို့ညင်းညူညူပြောနေကြတယ်အမှန်ကလူတွေဟာမတရားတာလူတွေကအစင်မပြေအောင်လုပ်နေတာသမီးရဲ့ဝါဆိုလာပြင်းနေတော့ကသမီးကိုဖေဖေတို့ဖျားဖူးသွားကြတော့ကမှတ်မိသေးတယ်မဟုတ်လားခောက်ဆွဲအလူလုပ်နေတဲ့ဇီးရတဲ့ကလူတွေပြေးထွက်လာပြီးတော့ဖေဖေတို့ကိုခောက်ဆွဲစားကြွားပါဆိုပြီးအတင်းခေါ်ကြတာလေ အဲ့ဒီတုန်းကသမီရောသမီမေမေပါစိန်တွဲလဲရွှေတွဲလဲနဲ့အဝတ်အစားတွေဆိုတာကလည်းအဖိုးတန်ကြီးဝတ်လို့อืมလူတကူတသောပိုးစီလောက်ဝစ်စင်ထားတဲ့လူတွေကိုတော့အတင်းခေါ်ချွေတယ်ဖေဖေတို့ရှေ့ကရှောက်သွားကြတယ်တကယ်ကြုံမွေတောသူတောင်သားတွေကိုတော့မခေါ်တဲ့အပြင်ဝင်လာမတောင်စိုးရင်တလို့ကြည်နေကြတယ်အဲ့ဒီတုန်းကသာဖေဖေတို့သမီးတို့ဒီလိုဝစ်စားမသွားနိုင်ရင်သူတို့ကခေါ်မှာမဟုတ်ဘူးစဉ်းစားကြည့်စမ်း ဘလောက်ဝမ်းနေဖို့ကောင်းတယ်အယုတ်အလက်အမျက်မရွေးဘယ်သူကိုမဆိုကြွေရတဲ့ဆိုတဲ့အလူဒါနကိစ္စမှာတောင်းတတိဆိုတော့ကမှရွေးပြီးတော့ပင်ဖိတ်ဖိတ်ခေါ်ကြွေမွေးနေကြတယ်ကြီးညိတဲ့ချမ်းသာနေတဲ့လူတွေကိုငွေတထောင်လောက်အကုန်ခံပြီးတော့ရေခဲမုံကြွေတာနဲ့တနေ့လုံးမှတနေ့စားရတဲ့စင်ရင်သားတရားလောက်ကိုစံသုံးပြည်စီလှူလိုက်တာဘေဟာကပို့ပြီးတော့ကုသိုလ်ရမလဲဆိုတာလူတိုင်းစဉ်းစားတတ်တဲ့တနေ့မှာလောကကြီးဟာစုပြေလာအောင်မပေါ်လေ ဒါပေမဲ့အခုခေတ်မှာသရောင်စာကတော့အဝတ်အစားကြည့်ပြီးတော့တောင်းတဲ့ခေတ်ဖြစ်လာတော့စိတ်ပါတာမပါတာကိုဖယ်ထားသူများနီးတူလူရဝင်အောင်ဟာပက်ဆန်ရှိဖို့ကတော့အရေးကြီးတဲ့တမီးရေဦးညုံမောင်ပြောပူသောစကားနှင့်ပတ်သက်၍ဤလိုတွမိပြန်သောအခါ၌မူလတွေ့တော်သဘောပေါက်မိသောအချက်ကလေးများမှားသည်ဟုမဆိုသာစေကားမူဦးညုံမောင်၏စကားများကလည်းအခြေအနေအရမှန်နေသည်ကို တွေ့ရပြန်လေ၏ ို့ဖြင့်လင်မြမြတင်သည့်အချင်း၌အတန်အစာမရှိဟူသောသဘောတရားကိုလက်ခံ၍ကိုလားပုံကိုယူရမည်လောသို့မဟုတ် အချစ်ကိုတန်ဖိုးထား၍ပေးစွမ်းအားရှိသောကိုမျိုးညွန်အားယူရမည်လောသူနှလုံးဤသဘောအမှန်ကိုမြမြတင်ကိုတိုင်းပင်ပိုင်ပိုင်မိမိတိတိပြက်ပြက်မစင်သာတတ်အောင်ပင် နေရရှာလေ၏ ကာယလာသောတနင်္ဂနွေနေ့ညနေ3:00နာရီခန့်အချိန်ပူးညို့မောင်သည့်ဧကန်တွင်တိုင်းရင်တစုံတရာကိုလေးလေးနက်နက်စဉ်းစားသလိုတွေ့နေရမှနာယီကိုလည်းမကြခဏမော်ကြီးလျက်ရှိနေ၏တချက်ထိုမှာမတားချရဲဆိုတော့ဒီအချိန်ဆိုပြန်ရောက်ဖို့ကောင်းနေပြီတဲခက်တာပဲဤသို့တပြည့်တောက်တောက်ညီနေ၍စကားမဆုံးမီလှေကားစီမှခြေတံများကြားရပြီးဒေါ်သင်းထုံနေများများတင်တလာသည်ကိုတွေ့ရသည်နှင့်ဟေးကြားလာကြီးလားကွာကဲ မြန်မြန်ဝေစားလဲပြီးလာကြအောင် ပြောစရာရှိတယ်တော်တင်ထုံနေမြများတင်မိမိတို့ဆိုင်ရာအကမ်းများတို့ ဝင်သွားကြပြီးမကြမီပင်အဝိစာလေး၍ပြန်ထွက်လာကဥညုံမောင်အနီးတွင်ထိုင်ကြလိုက်နေ၏တုတ်တန်ပြန်တော့နှစ်နာရီလောက်ပဲရှိပါသေးတယ်ဖြစ်ဖြစ်ဝေစရာလေးရှိတာနဲ့ဈေးဝင်နေလို့မြများတင်သည့်အတူပါမကန်လိုက်ဟန်တူတော်ရက်တောင်ကလေးဖြင့်ဥညုံမောင်အားရက်ခက်ပေးရင်ပြောလိုက်တော့ကြောင်းကဲဒါရီထလိုက်တော့ပြောစရာရှိတာက တော်တော်လေးအရေးကြီးတယ်သမီးရဲ့ အဲ့ဒီတော့တမီးတည်တည်ချာချာစဉ်းစားပြီးနားထောင်တော့ဒါတမီးရဲ့အိမ်တော်ရေးကိစ္စပဲမိသည့်အခါကမှမမျောလင်းခဲ့သောစကားမျိုးကိုကြားလိုက်ရသဖြင့်မမြတင်မှာမျက်လုံးလေးချာချာလေးနဲ့ဥညုံမောင်အာငီးချီနေမိအောင်မှာတပန်ဒေါ်တင်ထုံအားလက်ကြည့်မိပြန်သောအခါတိုင်းလဲဒေါ်တင်ထုံမမမီနီတူတို့ကိစ္စအတွက်ဘာမှမသိသလိုရောင်တိရောင်ကန်းဖြစ်နေသည်ကိုတွေ့ရလေ၏ ။တမိမိန်ကလေးဆိုတာတီးချိန်တန်တီးပွင့်ချိန်တန်ပွင့်လို့အခါခွင့်သိမိဆိုတာနဲ့နေရာချထားပေးဖို့ဟာဖေဖေတို့လိုမိဘတွေမှာတာဝန်ရှိတယ်တမိရဲ့အဲ့ဒီတော့ကအခုတမိလည်းအချိန်တန်အရွယ်ရောက်နေပြီမို့တမိကိုအိမ်အောင်ချပေးဖို့ဖေဖေစီမံချင်ပြီ။မင်းတေတေနီအင်ဒရီယာယပြောလိုက်တော့ဥညုမောင်ကြီးစကားကိုကြားရသည်နှင့်မမတဲမမင်းတက်မိသလိုငိုင်းနေရှာ၏မတိမတာရိုက်သွားသောကိုကလေးကိုတရီနှင့်ထိန်လိုက်ပြီးမ ဒီမှာပဲပြီအခုကိစ္စမှာတမိပါမှာဝယ်မပြောဘဲနားထောင်နေရမှာလားဒါမှမဟုတ်စောရကတက်ချင်ရင်ကိုတက်ခွင့်ရှိပါသလားတီးပြရစီပြီပြီစောရကရင်မဟုတ်ဘူးပြောချင်ရကိုပြုံဝင်လင်းလင်းပြောပြောနိုင်တယ်ဝန်ထဲမှာတော့မြုံဝတ်ထားနဲ့ကဲဘာပြောချင်တယ်လဲပြောတာပြောတမိအချစ်ကိစ္စနဲ့ပတ်သက်လို့ကိုကန့်ကျမကိုကိုဗန်ဒီရမယ်ဆိုပြီးပြထားတဲ့အခွင့်အရေးကိုအခုအခုပြန်ရုပ်သိမ်းတော့မယ်လားဖေဖေ ဟုတ်တယ်ပြန်သိမ်းမှဖြစ်တော်မှာပဲအချစ်လွတ်လပ်ရေးရဲ့လို့တမီးကို ပေးထားခဲ့တာအတော်လေးကြာပြီကောအချိန်ကြာတာတော့အကောင့်ထဲမပေါ်သေးတော့တာဝန်ရှိတဲ့ဖေဖေတို့ကဖော်ပေးရမယ်မဟုတ်လားဘယ်သူကဘာပဲပြောပြောမိန်းကလေးဆိုတာရောင်းကုန်လို့ပဲသဘောထားရတယ်အချိန်ရှိတုန်းဈေးကောင်းတုန်းကိုရောင်းမှမရောင်းရင်ဟောင်းပြီးတော့ဆယ်ပြားဆိုင်ကိုရောက်သွားတတ်တယ်အဲ့ဒီတော့တမီးကိုတင့်တော်တဲ့လူနဲ့ဒီလိုဆိုရင်အစကဖေဖေတတိပေးထားဖို့ကောင်းတယ်မိန်းကလေးတယောက်ဟာဘယ်အရွယ်ရောက်ရင် ကုံဟောင်းသဘောမျိုးဖြစ်သွားတယ်ဆိုတာပြုံးကနေတိုင်ကနေစီမံတာကတော့တက်တက်ကိုလှည့်စားတာလို့ဆိုကျင်သလားဖြက်စစ်စမ်းတယ်လို့ပြောကျင်သလားတမီးကဟမ်ပေးထားတဲ့အခွင့်အရေးကိုတော့အကျိုးရှိအောင်မသုံးတတ်ဘူးအခွင့်အရေးကိုတော့လက်လို့ရမှာစိုးသလားမြမတင်မထိုးစကားအတွေ့အတော်ကလေးအခမ်းရခက်သွား၏ဒီအခွင့်အရေးကိုတမီးသုံးမမသုံးရသေးပဲနဲ့အကျိုးရှိမရှိဘယ်လိုသိနိုင်သလဲဖြစ်ဖြစ် ဥညုံမောင်သည်ကြိုက်ထားသောစေပြင်းလိတ်ကိုကမန်ကရန်ဖြုတ်လိုက်ပြီးအဲ့ဒီအကွင့်ရေးကိုအကျိုးရှိအောင်တုံတက်လိမ့်မယ်လို့ကောသမီးကိုကို သမီးထင်နေသလားမိဘကတော့ကိုသမီးကိုဟန်ကြကလေးဖြစ်သွားပါစေတော့လို့လူအဖိုးတန်နဲ့နှီးဆက်အောင်စီစဉ်ပေးတယ်သမီးကတော့ဘာမှမဟုတ်တဲ့လူကိုမှကိုတင်မောင်လို့တတ်တော်ဟာလူအဖိုးတန်လားဖေဖေမောင်ညွညွအောင်သမီးမြမတင်မောင်ဘာပြောရေးဘာပြင်ရမည်မသိအကြောင်းသာငေးကြည့်နေမိရမှာ တဖြည်းဖြည်းငှား၍ကောင်းဆိုင်ကြသွားလေ၏သူတရသလောက်ဆိုရင်လေကိုမျိုးညွတ်မှာအဖက်ဖက်မှပြည်စုံသူတယောက်ဖြစ်သည်သာမကမိမိအပေါ်ရင်ချစ်သောသူမြတ်တာမှလည်းအတော်ကလေးတူတယ်ကြည်မာသည်ဟူနာလေ၏ကိုချင်းတရားနှင့်ပတ်သက်၍လေနောင်မီတို့ဖြစ်မည်မသိစေရာကာမူအပြောဆိုအနေအထိုင်ကိုလက်တွေ့လည်လာနေရသည်၌အတော်လေးကျင်းနှံ့လောက်အောင် အလားအလာရှိသူမြမြတင်အကဲခတ်မိ၏ တမိဟာပေးထားတဲ့အခွင့်အရေးကိုအလွဲသုံးစားလုပ်မဲ့အရေးရောင်တွေမကြာခဏပေါ်ပေါ်လာတယ်။"နို့တမိမားခဲ့ဘူးသလားဖေဖေ။အခုကော မားနေသမို့လား။မိဘဒီသားသမီးများအားကစားစရာတခုဝယ်ပေး၏။အဖို့တန်မဟုတ်အဖို့ပင်ဖြစ်စေ။ဟေးမကစားရတော့ဘူးဟု" ြန်လည်တင်စီခြင်းခံရတော့လဲတာသမီးသည်မိမြစိတ်မကောင်းဖြစ်ရှာမိနေယခုမူတသက်လုံးအဖို့အရေးကြီးဆုံးအခွင့်အရေးကိုပေးပြီးမှပြန်လည်ရုပ်သိမ်းလိုက်တော့ကြောင့်မြများတဲမှာအသေးကြွေမတက်ဆက်ဆက်ခါနာကျင်သွားသည်နေရှိုက်တန်နှော၍ဒေါသတန်လေးပင်ပါလာလေယာအေးတမီးအခုမှားမယ်တကယ်ကြေဖြစ်နေပြီမောင်လာဖို့ကိုတမီးမြတ်တာရှိနေတယ်မဟုတ်လားမမှန်ဖြေစမ်း မများတင်သည့်ယုတ်တရက်မျက်လုံးကလေးအဝိုင်းသားနဲ့ဖြစ်သွားရမှဒီလိုတော့မဆွဆွဲပါနဲ့ဖေဖေဘယ်အထောက်ထားနဲ့ဖေဖေအတက်ပြောနိုင်သလဲတကယ်လို့မေတ္တာရှိနေတယ်ပဲထားအောင်တော့ကိုချင်းတရားကောင်းပြီးစင်နာတနာတတ်တဲ့ကိုလာပိုလိုလူတယောက်ကိုတမီမေတ္တာရှိမယ်ဆိုရင်မှားတယ်လို့ခေါ်မလားပြီးတော့သူကအိမ်တော်တခုရဲ့ตาယာကြီးကိုစွမ်းဆောင်နိုင်လောက်အောင်လုံလာဝရိယရှိနေတဲ့လူတယောက်ဆိုတာဖေဖေလည်းသိပြီးသားနော်ဒါကတမီမေတ္တာရှိနေလို့ပြောတာမဟုတ်ပါဘူး ခြေကျူးတိုက်တဲ့လူမျိုးတို့ခြေကျူးမိတာပါ။ဥညုံမောင်ဒီမြများတင် အာမြမောင်ကိုရွေခံကုန်ကုန်စိုက်ကြည့်နေရင်မှာကဲဒါဖြင့်တမီးကိုမောင်းလာပုံနဲ့ပေးစားမယ်ဆိုရင်တမီးမငင်မှုပေါ့ဟုတ်လား။သူဟာလူကောင်းတယောက်ပဲဟာဖေဖေရဲ့ မြမြတင်မို့ထိုစကားသည်မရည်ရွယ်ဘဲနှင့်ပဇက်ထဲမှထွက်သွား၏မြမြတင်သည်အမှန်စင်စစ်ကိုလာပိုအားတီတီကြကြချင်နေပြီကမဟုတ်မိမိနှင့်ပတ်သက်၍ကိုလာပိုအားနှိမ်ချပြောသည်ကိုသာမခံနိုင်၍ကာဝယ်ပြောဆိုလိုက်ခြင်းသာဖြစ်၏အကယ်၍ဥညုံမောင်ကိုယ်တိုင်ကခြေနှံကြည့်ပြူသောပေးစားမည်ဆိုသော ကိုလာပိုအားယုံနိုင်မည်နော်ထို့သောအတွေ့သည်မြမြတင်၏စိတ်ကလေးကိုထွေလုံးရစ်ပတ်တောင်ချဆိုင်အောင် ရှုပ်သွားစေ၏ သို့သောနောက်ဆုံးအဖြစ်ကသူ့လူကောင်းတယောက်ပဲဟာဖေဖေရဲ့ဖြစ်၏။အော်ဖေဖေကသာကြည်ပြူရင်ယူမယ်ဆိုပါတော့။နို့မောင်လာပိုလိုကိုကျင်တရားလဲကောင်းပညာအရေးချင်းကလည်းမကိဂုံးတည်ရင်လဲသာဥစ္စာပစ္စည်းနဲ့ကျွဲဝတဲ့မောင်မျိုးညွန့်လိုလူကောင်းတယောက်နဲ့ပြီးစားမယ်ဆိုရင်ကော မြမြတင်မဆက်ပြောင်းမှဇကာဆို၍တလုံးမြထွက်မလားဘာလို့ဘလို့ဖြည့်ရမည်လဲမသိကျမ်းမြင့်ကိုကြည်ငင်းရင်လေးလေးနဲ့နဲ့စင်သားနေချာဤကိုမျိုးညွန့်ဤပစ္စည်းကြွယ်ဝမှုနှင့်ပညာဤချင်းမှာကိုလာပေါ်နေဆိုရင်အပြတ်အသက်ကွာနေသည်သာဖြစ်ဤရုပ်ရင်နူချောမှုနိုင်လဲကိုမျိုးညွန့်ကတာလျေဇကာအရာတွင်လဲပြပြသူမိမတယောက်ကြာလာအောင်ပြောနိုင်သူ လူရင်မွန်တယောက်ဖြစ်လာကိုချင်းတရားဘက်ကလည်းတော်သည်ဟုဆိုရပေမည်။ထို့သောတော်ချင်းမှာမိမိတို့ရှင်တွင်သာတော်နေခြင်းလုံးကွယ်ရတွင်မိတို့လျှော်နေသည်ကိုကမသိရသည်။ကိုလောက်ပုံမှန်မှုပစ္စည်းနှင့်ပညာမရှိသည်မှာအဖရှင်တွင်လည်းတော်ကွယ်ရတွင်ပို၍တော်သူတယောက်ဖြစ်သည်ကိုမြများတင်အတက်သည်ဤတလောက်ကြအောင်စဉ်းစားနေဖို့လိုသေးသလားသမီးရဲ့။မောင်လာဖို့ကိုမေတ္တာရှိနေတာမဟုတ်ဘူးလို့သမီးပြောပြီးပြီ။ no အတိပြင်တယောက်တလေကောသမီးချစ်နေသေးလို့လား။ တခုတော့ပြောပြစီဖြစ်ဖြစ်ရင်အိမ်တော်တခုရဲ့တာယာပျော်ရွှင်ရေးမှာတန်းတူကြွယ်ဝမှုဟာအဓိကမဟုတ်ရင်တော့ကိုမျိုးညွန့်ကိုညှင်းပယ်ချင်တာပဲဖြစ်ဖြစ်။အင်းတမီးကမောင်းလာ ပိုပဲရိန်နေတယ်ထင်ပါရဲ့။ဇီနုံပြရတာချင်းတူရင် မြင်းလဲနဲ့ဘတ်ကဘယ်သင်းစီးတင်တယ်လဲ။တိဤသွားနေတဲ့မြင်းလဲကိုဖိညောင်ယူအနာခံပြီးတော့အစီမလား။မြန်မြန်ရောက်ပြီးတော့စင်ရှိတဲ့ဘတ်ကကိုစီးမလား။စင်စားစမ်း။အဲ့ဒီတော့မမိုက်ပါနဲ့တမီးရဲ့နော်။ မောင်မျိုးညွန့်ဟာတကယ်တော်တဲ့လူကောင်းတယောက်မို့လိန်မာတဲ့တမီးကမငင်ဘူးဆိုရင်တော့ကဲကျိတ်တယ်လို့ပဲစီမံမာတော့ဖီဖီမြမတင်တီမျက်စီကိုမိတ်အန်ကိုချိန်ပြီးရိတ်ခနဲကောင်းတစ်ချက်ခါလိုက်ပြီးမှပြောပြောဆိုဆိုထားလိုက်သည်နင်ထိုင်မအောင်တမီးရဲ့ဖီဖီတမီးကလိန်မာပါတယ်ဥညမောင်သည်ထူကြလာသောကြည်ပုံမျိုးနှင့်ကြည်ကဤသို့ပြောလိုက်သည်ဖြင့်မြမြတင်လဲစိတ်ပါလက်ပါမဟုတ်ဘဲဝန်းနေစွာပြင်ထိုင်ချလိုက်လေ၏ ။တမိဖြစ်ရင်ကိုရင်တွင်ကမသက်သာတနာစိတ်တွေဖြာနေသောဒေါ်တင်ထုံမှလည်းကိုမျိုးညွန်းနဲ့သဘောတူပြီးသားဖြစ်နေသောကြောင့်တစုံတရာဝင်မဆွဖက်ငြိမ်ချက်သာကောင်းနေတော့ဤ။ကဲတမိမောင်မျိုးညွန်းနဲ့ပဲစီမံလိုက်တော့မယ်နော်။စီမံပါဖေဖေ။ဒါပေမဲ့နိမ့်နိမ့်ချိုင်ချိုင်ကြီးသဘောကြတော့မဟုတ်ဘူးဆိုတာဖေဖေတို့သတိပြုမိပါစေ။လိန်မာလိုက်ပြီပါတော့တမိရဲ့။ အေးအေးအေးဖေဖေတို့ကဘလို့စီရနာမျိုးနဲ့စီမံနေဆိုတာနောက်တော့တမိတိမာပေါ့ကွယ်မောင်မျိုးညွတ်နဲ့သူမေမေလည်းရောက်နေတာကြားလာပြီကောတမိရှင်းနေပါဆိုလို့ဖျားဆောင်ခန်းထဲမှာဝင်နေခိုင်းရတယ်ကဲကဲမောင်မျိုးညွတ်တို့တားပြီလဲထွက်လာကြပါတော့တားရီတမိရီလည်းချော့ချော့မောမောပြီးသွားပါပြီဦးညို့မောင်တီး ဖျားဆောင်အကန်းတို့လက်ချင်းရင်ပြုံပြုံရွှင်ရွှင်ရေရေမောမောပြောလိုက်တော့ကြောင့်မြမတင်တို့မှလည်းဖက်ဖူရောင်လိုက်ကားကလေးဖြင့်꿰ထွားသောလိုက်ကားကလေးဖြင့်စူးဆိုင်ကြည့်မိသည့်၌ရှက်သလိုအမူအရာဖြင့်ရှေ့ဆုံးမှထွက်လာသူမှကိုမျိုးညွန်းမဟုတ်ဘဲကိုလာပိုဖြစ်နေလျင်နောက်မှလိုက်လာသူမှဒေါ်စိန်ပွင့်ဖြစ်နေရသည်ကိုတွေ့ရသောကြောင့်ဒေါ်တင်ထုံမှပါဆက်အဟောင်းသားနှင့်အကြီးအကျယ်အံ့အားတင်နေလေ၏ မြမတင်မမှုကဝမ်းလဲတာရှက်လဲရှက်မိသည့်မျက်နှာမျိုးထားရွေထိုင်နေရမည်ကိုပင်စဉ်းစားများအောင်ဖြစ်နေရှာသည်နှင့် ရုပ်တရက်ထပြေတော်မည်ဟုပင်ဟန်ပြန်လိုက်သည်ဤသို့သောဒါရှက်စရာမဟုတ်ပါဘူးသမီးရဲ့ဦးညွမောင်ဤသို့ပြောလိုက်မှမြမတင်ငြိမ်သွားတော်ဤဒေါ်စိန်ပနင်းကိုလာဖို့လဲနေရအသည်သည်တွင် ဝင်ထိုင်မိကြသည်နှင့် ကိုင်းဖေဖေရှင်းပြောပြမယ်လေးသေးချာချာနားတောင်းသမီးကိုအချစ်လွတ်လပ်ရေးပေးခဲ့တဲ့နေ့ကစပြီးတော့ဖေဖေဟာသမီးကိုအမြဲမပြတ်အကဲခတ်နေတယ် ဒါပေမဲ့တမီးဟာဒီနေ့အထိကိုကျင်တရားထိခိုက်လာအောင်တခါမှမတင်းခဲ့ဘူးမမားခဲ့ဘူးအဲ့ဒါကြောင့်ဖေဖေချီးကျူးတယ်အများကြီးချီးကျူးတယ်မမတင်အားကောင်းလင်းကုန်၍လက်သေးချင်းကုန်နေ၏နို့ဝိမဲ့တမီးဟာသုံးလေးသိန်းချမ်းသာတဲ့တထေသမီးမို့ကိုအိမ်အောင်ဘက်ဟာလည်းသုံးလေးသိန်းချမ်းသာမှကြည်ပြူတင့်တယ်လို့လို့အယူဆလွဲနေခဲ့တယ်နို့ဒီအယူဆမှားသလားဆိုတော့မမှားဘူးဒါပေမဲ့မှန်တဲ့လောက်မမှန်ဘူးလို့ဆိုရမယ် ဥညုံမောင်သည်စကားကိုဖြတ်၍နှက်ထားသောစေပြင်းလေးကိုမိညင်းနေ gain ဒေါ်စိန်ပွင့်သည်ချွေမလောင်မြများတင်အားဝမ်းမြောက်ရွှင်မြူး၍အလွန်လွန်ကြည်နူးနေသောမျက်လုံးများပြန်ဆိုင်ကြည့်နေလေ၏မောင်တင့်မောင်ဟာကုံရီတူချမ်းသာတဲ့ပညာရတယောက်ပဲဒါပေမဲ့ဟန်ဆောင်နေတဲ့ကြောင်သူတော်ဆိုတာတမီးနဲ့စကားမများခင်ဆယ်ရဲလောက်ကလေးကဖေဖေတိပီပီတမီးကိုယ်တိုင်ကိုတွေ့တိသေးခြင်းတော့ဘာမှမပြောခဲ့ဘူးတကယ်လို့သူ့ကိုတမီးယူမယ်ဆိုရင်လည်းဖေဖေကကန့်ကွက်ရမှာပဲ။ ကိုလာပေါ်နေမြများတင်မလဲခေါင်းဆိုင်နာဆွဲနဲ့မျက်လုံးတော်မှဝင်ဝင်မကြည့်ရအောင်ရှင်နေကြလေဤဒီမှာမဆိုင်ပွင့်ရဲ့ရှင်ရှင်မိเจ้าအဲဟုတ်ပါဒေါ်စိန်ပွင့်မှာချွေမချော်ကလေးအားကြီး၍နှစ်သိမ့်နေကဥညုံမောင်ပြုံးကနေခေါ်လိုက်တဲ့ဖြင့်ထို့သူအလန်တကြားရောင်းသွားခြင်းဖြစ်လျာဤတွင်မှပင်ကိုစီအိမ်တွေဖြင့်ညီနေကြသူအားလုံးဝါကနေပွဲကြသွားလေဤခမရလည်းဗျာဒီလိုရှိတယ်မဆိုင်ပွင့် ကျုပ်တို့မြမမိွားတွေဟာတမိကိုနေရာချတဲ့အခါမှာပတ်စံရှိရင်ရာလို့ရှိရင်လာခဲ့ပြီးစားမယ်ဆိုတဲ့အကျင့်တွေအခုတည်းတည်းမပြောက်သေးဘူးဗျအင်္ဂလန်အမေရိကန်စတဲ့အနောက်နိုင်ငံတွေမှာဆိုရင်ယောက်ျားတယောက်ဟာကျန်းမာပြီးတော့ထိုက်တင်တဲ့လောက်ခွန်အားပလာရှိမှမိမရဖို့လဲတယ်။ရှိုက်ကုန်းရှူနာမိမရှာလို့ယောက်ျားဆိုရင်မိမတွေကနှာခေါင်းရှုံခံရတာပဲ ဒါကြောင့်သူတို့အနောက်နိုင်ငံကယောက်ျားတွေဟာမိမတယောက်ရပါမယ်အခွင့်အရေးကျမ်းမာမှုနဲ့ခွန်အားပလာရှိမှုကိုအရေးချင်းတည်းရဲ့အနေနဲ့ယူဆိုင်လေ့ကျင့်နေကြရတယ်။ကိုလာပိုသည်သူ၏ကာယပလာကိုမတိမတာငုံချီမိ၏။မြမတင်သည်လည်းကိုလာပို၏ကိုရဲကိုကြပြကြရလှမ်းကြည့်လိုက်ပြီးပြပြတလဲငုံပြလိုက်၏။အဲ့ဒီတော့ကျုပ်တို့မြန်မာမိန်းကလေးတွေကလည်းကိုယူမဲ့ယောက်ျားတယောက်ရဲ့ကျမ်းမာရေးကိုဂယုဆိုင်ပြီးမှရွေးမယ်ဆိုရင်ယောက်ျားတွေလည်းအလိုလိုဂယုဆိုင်လာမှာပဲ။ ီးတော့မိဘတွေကလည်းအခုနောက်ပြောသလိုငွေကုံယာရူးကုံကိုသာကြည့်ပြီးတော့တမိကိုနေရာချတတ်လေတော့တတိသားယာရူးရှင်ပညာတတ်ယောက်ျားတွေသာယာရူးရှင်ရဲ့လူချင်းနဲ့မိမရနိုင်တာပဲဆိုပြီးအရေးကြီးတဲ့အချက်တွေကိုပေါ့ပေါ့ဆဆမိထားတတ်ကြတယ်။တကယ်လို့မိန်းကလေးတွေကအိမ်အောင်ပဲရွေးတဲ့နေရာမှာပဲဖြစ်ဖြစ်မိဘတွေကတမဲရွေးတဲ့နေရာမှာပဲဖြစ်ဖြစ်ငွေကုံယာရူးကိုသာမကြည့်ပဲလူတယောက်မှမရှိမဖြစ်တဲ့ကိုကျင့်တရားကျမ်းမာရေးပညာရေးချင်း ်ပညာဆိုဝင်းမဲ့ BA တို့ ICS တို့ကို ပြောတာမဟုတ်ဘူးအိမ်တော်တကူကိုမညို့မငဲ့ဦးစီးနိုင်မဲ့အသက်မူဝန်ကြောင်းပညာကိုပြောတာအဲ့ဒါလို့သာကြည့်ပြီးရွေးမယ်ဆိုရင်ယောက်ျားတွေကလည်းစင်ကျင်လာလိမ့်မယ်อืมတို့ဟာပတ်စံရှိအောင်ယာတို့ရှိအောင်နဲ့မိမမရသေးဘူးဆိုပြီး ကိုချင်းတရားကောင်ပြုပြင်လာမယ်။ကျမ်းမအောင်လေ့ကျင့်လာမယ်။ဥညုံမောင်သည်တိုနေပြီဖြစ်သောစေပြင်းလိတ်ကိုထွေးကန်နေသို့ပြစ်ထည့်လိုက်ရင်က စကား ဆက်လက်၍ကျုပ်တော်ဒီတိုင်းဆိုခင့်မိပြစ်လိုက်တာပဲမောင်မျိုးညို့ဟာတော်တော်အထက်တန်းကြကြသဘောကောင်းပြီးလိမ္မာရေးချရှိတဲ့တငယ်ပေါ့ဒါပေမဲ့ကျုပ်တည်သေးချာချာစုံစမ်းကြည့်တော့သူ့မှာတာသမီလူစင်မမီနိုင်အောင်ကြောက်စရာကောင်းတဲ့ကာလာသားယောဂါရှိနေတာဆိုတာသိရတဲ့အတွက်တနေ့ကပဲခက်ရှင်ရှင်မိလိုက်တော့သူကလည်းဝန်ခံတယ်ဒါကြောင့်ပြောလိုက်ရတယ်ဒီလိုဆိုရင်ဦးသမီးနဲ့နီးစပ်ဖို့ဟာမဖြစ်နိုင်တော့ဘူးလို့ မြများတင်သည်လိုက်လိုက်လဲလဲအသေးသေးမှဖြစ်ပေါ်လာသောအပြုံမျိုးဖြင့်ပြုံးလိုက်၏အဲ့ဒီတော့မဆိန်ပွင့်ရဲ့ကျုပ်ဖြစ်စေချင်တာကတမိကလည်းသဘောကျတာဖြစ်ရမယ်ကျုပ်တို့ကလည်းကျေနပ်ရမယ်အဲ့လိုလူမျိုးနဲ့သာအိမ်အောင်ဖက်စေချင်တာကိုအခုလိုလိမ်မာတဲ့တမိအဖို့တန်တဲ့တမိအမြင်မှန်တဲ့တမိဖြစ်စေချင်တယ်လို့ဖြစ်တဲ့တမိမျိုးမွေးရလို့ဂုံယူလို့မဆုံးပါဘူးဗျာသူမောင်လောက်ပေါ်မှာမေတ္တာရှိတယ်လို့ဖြစ်နေတာကိုရိပ်မိကလေးကကျုပ်အတော်လေးဝမ်းသာခဲ့တယ် ဒါပေမဲ့သမီးကရရဲတနေမချစ်ဝင်ရှာဘူးလူကောင်းတယောက်ဖြစ်ပေမဲ့ကိုနဲ့တန်းတူလောက်ချမ်းသာမှချစ်ရမလို့သမီးကအယူဆလွှဲနေခဲ့တယ်အဖိုးတန်သမီးကိုမွေတာရသဖြင့်အာရပါရအသာယူနေသောဥညုံမောင်အာငီးဆိုင်ကြည့်နေရမှဒေါ်စိန်ပင်သည်လဲအားကြောင့်မကန်ကိုလားပိုစီတို့မျက်နာမူလိုက်ပြီးကုံယူသောအကြည်မျိုးဖြင့်လန်ကြည့်လိုက်လေ၏ဒီလိုပဲဟုတ်မလဲသမီးရဲ့ပစံတွင်တိမ့်ကြီး 6000လောက်ချမ်းသာတဲ့လူကိုယူပေမဲ့လေလူတယောက်အဖို့မရှိမဖြစ်တဲ့ကိုကျင်တရားကင်းမယ်နေဒီလိုလူရောပါအတုံးကြမှာတော့မိန်းမဖြစ်ဖြစ်ယောက်ျားဖြစ်ဖြစ်လူဆိုတဲ့တတ္တဝါမှာကိုကျင်တရားဟာနံပါတ်၁အရေးကြီးဆုံးပဲဒုတိယကျမ်းမာရေးတတိယအသက်မွေးဝမ်းကြောင်းပညာဒေါ်တင်ထုံဒီဦးညုံမောင်ပြောနေသောစကားများကိုနားဆွေးနေရမှမောင်လာပေါ်နေမြများတင်အားတလဲစီကြည့်ပြီးဒေါ်စိန်ပွင့်စီတွင်မျက်လုံးငြိမ်သွားလေ၏ อืมနိုင်ငံရေးစကားနဲ့ပြောရမယ်ဆိုရင် မောင်တစ်မောင်မောင်မျိုးညွန့်တို့ကဒနာရှင်လက်ရသမားတွေမောင်စင်သိန်းတို့မောင်လာပူတို့ကပြစ်စည်းမဲ့လက်ဝဲတမီးကနိုင်ငံရေးအာဏာဟောဒီမတ်တင်းထုံကတော့လက်ရလူတို့ခမဘာပဲဖြစ်ဖြစ်ပတ်စံရရင်မဲပေးမယ်ဆိုတာလို့တမီးကိုတတိနဲ့မှပေးစားခြင်းနဲ့အကြီးအချင်းတွေကိုချင်းတရားတွေပါမှထည့်မစင်သားဘူးဒေါ်တင်းထုံသည်ဥညုံမောင်အောင်မြင်ဆောင်ထိုးကြည့်ပြီးမတိမသားပြုံးလာရမှအမေ ကျမအမြင်မှန်ရနေပါပြီတော့อืมကျုပ်ကတော့အမြင်မှန်လူတူဗျကိုကျိုးမဖက်ဖက်တကယ်မြတ်တာတသက်နဲ့ချစ်တဲ့လူနဲ့မှကျုပ်သမီးကိုပေးစားချင်တာမောင်မျိုးညွန်းတို့မောင်တင့်မောင်တို့ဆိုတာတွေကလည်းပညာရေးပစ္စည်းကျွယ်ဝမှုရောဘာမှပြောစရာမရှိဘူးဒါပေမဲ့ကျုပ်သမီးကိုချစ်တာထက်ကျုပ်မှရှိတဲ့ပစ္စည်းကိုမှတ်မော်တဲ့စိတ်ကများနေတဲ့အရေးကြုံကောင်းတယ် ဒါကိုကျင့်တရားဉာဏ်ဖြစ်မှုပေါ့မောင်စင်သိန်းတို့ဆိုတာကလည်းကိုတဝန်းတကားတောင်ရှာစားနိုင်တဲ့အရေးချင်းကမရှိပညာနဲ့ထိပျက်စီးမဲ့အချောင်သမားတွေမို့ဘယ်နည်းနဲ့မှကြုံမပေးစားနိုင်ဘူးဦးညွန့်မောင်ဒီစကားကိုရှေးမဆက်သေးပဲရုတ်တရက်တစ်ဖက်သို့မျက်နှာလွှဲလိုက်ကဟတ်ချိုဟတ်ချိုနဲ့သုံးလေးချိန်မြခြေနေကမြများတင်းတင်းကိုလာပေါ်လို့ဒီတူကိုတူမတိမသားလန်းကြည့်လိုက်ဤသို့သော ဒူလောက်စီမှကျော်၍မျက်နာအထိမော်ကြည့်ရန်မဝင့်နှစ်ဦးစလုံးယွန်းနေကြသည်ဖြစ်လေ၏ခက်ရှင်ရှင်ပြောရရင်ကျုပ်သမီးကိုကိုကျင်တရားကောင်းနဲ့လူလိမ်မှာပညာတတ်တတိသားနဲ့ပေးစားခြင်းနဲ့ဒါပေမဲ့အခုတွေ့နေရတဲ့တတိသားတွေကသူတို့ပိုင်တဲ့ငွေကိုမပေးခြင်းမဲနဲ့ကျုပ်ပိုင်တဲ့ဘဏ္ဍာငွေတွေကိုသာအပြောင်ရိုက်ခြင်းနဲ့အချောင်သမားဒဏ္ဍာရှင်တွေဖြစ်နေပြန်နေမောင်လောက်ပေါ်ကတော့ မျက်စိအောက်ကကြီးပြင်းလာတဲ့တငယ်မို့ကိုကျင်တရားကိုအတူစူဆက်နေစရာမလိုဘူးပြီးတော့လုံလောက်ရရလည်းရှိတယ်ပညာကိုလည်းအင်မတန်လိုလားတယ်လူပီးသားတဲ့စိတ်မျိုးလည်းရှိတယ်တမီးကိုချစ်တဲ့နေရာမှာလည်းတကယ်ဖြူစင်တဲ့စေတနာတန်တန်တဲ့ချက်ကြောင့်သူတို့ချင်းပြောကြတာကိုကျုပ်ကနားနဲ့ဆက်ဆက်ကြားရတကူအဲ့ဒီချိန်ကကျုပ်ဆေးရုပ်တွေပေးမှရှိနေတာကိုသူတို့ကမသိကြဘူးကျုပ်ကလည်းတကယ်တော်တဲ့လူကိုတော်တဲ့နေရာမှာတော့ထားမှာပဲဆိုပြီးမနေ့ကမောင်လာဘိုးကိုခေါ်မိတော့ ကျွန်တော်ကမေတ္တာရှိနေတာတော့မှန်ပါတယ်တဲ့။ तू ကတော့ဘာမှမပြောသေးပါဘူးခမလို့ပြန်ပြောရှာတယ်။ဘာပဲဖြစ်ဖြစ်ကျုပ်ကလည်းသဘောကျနေပြီ။တမိကလည်းမေတ္တာရှိနေပုံရနေတော့ဒီအတိုင်းကြည့်နေရင်မောင်လာပေါ်ရဲ့အကြံဉာဏ်လုံးလဝရိယဆောင်းအားတွေဟာအချိန်ကုန်သလောက်ခရီးရောက်မှာမဟုတ်ဘူး။ငှငွေအားနဲ့မိတော်မြောက်ပေးမှာပဲဆိုပြီးတော့ဒီနေ့မစိန်ပွင့်မှာကော်ပြီးတိုင်မရတာပေါ့။တမိရှက်နေမှာဆိုတာလည်းတကြောင် စိတ်ရင်အမှန်ကိုသိကျင်တာလေတကြောင်းကြောင့်မို့မဆိုင်ပွင့်နေမောင်းလာဖို့ကိုဖះခန်းနဲ့ကိုပို့ထားတယ်။ကဲကဲရှိလာအတွင်မှာပဲနေကောင်းရက်သားရွေးပြီးတော့ကိုကျင့်တရားပြေသွားတဲ့လူအဖိုတန်ပညာရှိပစ္စည်းမဲ့မောင်းလာဖို့လက်ထဲကိုနိုင်ငံကြီးအာဏာဆိုတဲ့ကျုပ်သမီးကိုကြေကြေနက်နက်ကြီးအတော်မယ်လေ။စကားအစုံပြုံးရတာတော့ဦးညုံမောင်ကြောအခိုင်းလိုက် ဆိုင်ဆိုင်မြဲမြဲအကြည့်ချင်းစုံသွားသည့်မြမတဲ့နှင့်ကိုလာပိုတို့ဤမျက်လုံးနှစုံမှတောက်ပစွာတက်ပေါ်လာသော အလင်းရောင်သည်မြမတပြည်လုံးကိုပင်ထိန်ဝင်းသွားစေသည်ဟုထင်လိုက်ရပေတော့သည် ဟုတ်ကဲ့ပါရှင်ဆရာကြီးဥတာတို့ရေးသားထားသောချစ်စံမှုဝတ္ထုကိုအပိုင်း7ဇက်သိမ်းမအနေဖြင့်ဆက်လက်ပြီးတော့မျှဝေဖျက်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင် နာဆင်ပြီးခဲ့ကြတဲ့မျိုးမိသားစုဒုတိယချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရနော်မျိုးမိသားစုများအားလုံးလေးဒီအန်ဒရီအပေါင်းမှကင်ဝေးကြပါစေရှင်